မင်္ဂလာပါရှင်ဆရာမဒီနေဆက်ပြီးရှင်းပြပေးမှာက Grade 4 Mathematics ရဲ့အခန်းစနစ်ဒသမကိန်းသင်ခန်းစာ1ပဲဖြစ်ပါတယ် ရှိမတော့ကဒသမကင်သင်ငန်းစာတက်ကအခန်း6မှာလေ့လာခဲ့ပြီးသွားပြီအဲ့ဒီကလေးကပေါ့နော်ဒသမကင်နဲ့ပတ်သက်ပြီးတော့မှအခြေခံလောက်ကိုတော့တည်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခန်းမှာပို့ပြီးတော့လွှဲမှာဖြစ်ပါတယ်ဆိုတော့ကြည့်ကြည့်အောင်နံပါတ်7မှာအောက်ရင်ပြထားတော့ကျူးဤအလျားသည်58စင်တီမီတာရှိသည်ကျူးဤအလျားကိုဒသမကင်အသုံးပြုကမီတာဖြစ်ဖော်ပြပါဆိုတော့ဒါကကျိုးတစ်ချောင်းဒီကျိုးတစ်ချောင်းဒီဘလောက်ရှိလဲဆိုတော့58စင်တီမီတာရှိဒါစင်တီမီတာ ဟုတ်ပြီနော်ဆိုတော့58စင်တီမီတာရှိရဲ့ဆိုဒီထိရှိတယ်ဒါဟာကိုဆရာမတို့ကဘာနဲ့ပြပေးရမှာလဲဆိုတော့မီတာနဲ့ပြပေးရပါမယ်တဲ့ဆိုတော့ဒီမှာဆရာမကကြည့်ရတာလွယ်အောင်ဒီလိုမျိုးလေးအာဒီရှင်းသွားအောင်ပေါ့နော်ဆွဲထားတယ်ဆိုတော့ကျိုးတစ်ချောင်းဆိုဆရာမဒီမှာကျိုးတစ်ချောင်းဆွဲလိုက်မယ်ဒါကစင်တီမီတာ စင်တီမီတာသည်10 20 30 40 50 60 70 80 90 100 100စင်တီမီတာရှိတယ်။100စင်တီမီတာရှိတယ်ဆိုတော့ကျိုးတစ်ချောင်းဆီမှာဒီမှာထားလိုက်မယ်။ဒီကျိုးဒီဘယ်လောက်ရှိရလဲဆိုတော့58 58စင်တီမီတာရှိတယ်သူပြောထားတာ58စင်တီမီတာဆိုတော့ဒီထိရှိဒီကျိုးရဲ့အလျားဒီစင်တီမီတာနဲ့ပြောရင်ဘယ်လောက်ရှိသလဲဆိုတော့58စင်တီမီတာရှိတယ်ဟုတ်ပြီနော်ဒါကိုဆရာမတို့ကအခုဘာနဲ့ဖော်ပြရမှာလဲဆိုတော့မီတာနဲ့ဖော်ပြပေးရမယ် ပေါ်ပေါက်တယ်နော်ဆိုတော့ဆရာမတို့သိထားရမှာကတမီတာမှာ100စင်တီမီတာရှိတယ်တမီတာ100စင်တီမီတာ100စင်တီမီတာတမီတာဒါဆိုရင်ဆရာမတို့သိထားရမှာဗာလဲဆိုတော့ဒီကနေဒီထိဒီ100စင်တီမီတာဆိုတဲ့ဒီကနေဒီထိဒီမီတာအဖြစ်ဘယ်လောက်ရှိလဲဆိုတော့တမီတာရှိတယ် ဟုတ်ပါပြီနော်တမီတာ100စင်တီမီတာဆိုတော့ဒီတစ်ခါဆရာမတို့ကဒီကျိုးရဲ့အလျားကိုဘာနဲ့ပြမှာလဲဆိုတော့မီတာနဲ့ပြတော့မယ်ဆရာမတို့စဉ်းစားတော့မယ်ဟုတ်ပြီနော်ဆိုတော့ဒီကနေဒီထိဒီတမီတာဆိုတော့ဒီတမီတာကိုဆရာမတို့က10စိတ်စိတ်မယ်10စိတ်20စိတ်30စိတ်4စိတ်5စိတ်6စိတ်9စိတ်10စိတ်9စိတ်10စိတ်တမီတာကို10စိတ်စိတ်လိုက်တယ်ဆိုတော့တမီတာကို10စိတ်စိတ်လိုက်တော့ဒါဒီဘလောက်လဲဆိုတော့အပိုင်းကိန်းနဲ့ပြောမယ်ဆိုရင်10ပိုင်းတစ်ပိုင်း ရှေ့မှာတိခဲ့ပြီးပြီဟုတ်ပြီနော်10ပိုင်း2ပိုင်းမီတာပေါ့ဆင်မရမီတာနဲ့သွားတော့မယ်ဒါဒီဘလောက်လဲဆိုရင်10ပိုင်း2ပိုင်းမီတာပေါ့ဒါဒီ10ပိုင်း3ပိုင်း10ပိုင်း4ပိုင်း10ပိုင်း5ပိုင်း10ပိုင်း6ပိုင်း10ပိုင်း9ပိုင်း10ပိုင်း10ပိုင်း10ပိုင်း9ပိုင်း10ပိုင်း10ပိုင်းဆိုတော့1ဆိုတော့ တနည်းအားဖြင့်တမီတာပေါ့ရပြီနော်ဆိုတော့ဒီထီရပြီဆိုလို့ရှိရင်ဆရာမတို့ကရှေ့မှာသင်ခဲ့တဲ့ concept ကိုအခြေခံပြီးတော့ပြန်ကြည့်မယ်30ဘိုင်းတစ်ဘိုင်းမီတာဆိုတာဒီဒသမနဲ့ပြောမယ်ဆိုရင်30တစ်ကို30နဲ့စားလိုက်တော့3ညဒသမ1မီတာဆိုလို့ရသွားပြီဟုတ်ပြီနော်ဆိုတော့ဒီကနေဆရာမတို့ဗာတိသွားပြီလဲဆိုတော့30စင်တီမီတာဆိုတာကဒါ30စင်တီမီတာမလားမီတာနဲ့ပြမယ်ဆိုရင်300ဒသမ1မီတာရှိတယ် 20စင်တီမီတာဆိုရင်ကမီတာနဲ့ပြမယ်ဆိုရင်3.2မီတာရှိမယ်30စင်တီမီတာဆိုရင်3.3မီတာရှိမယ်40စင်တီမီတာဆိုရင်3.4မီတာရှိမယ်50စင်တီမီတာဆိုရင်ဒီမှာသူပေးထားတဲ့အခွက်ထဲမှာဖြည့်လိုက်မယ်3.5မီတာရှိမယ်60စင်တီမီတာဆိုရင်3.6မီတာရှိမယ် ဟုတ်ပြီနော်80ဆိုရင်3.9မီတာ80ဆိုရင်3.8မီတာ90ဆိုရင်3.9မီတာနဲ့ဒီရောက်တဲ့ခါကျတော့1မီတာဆိုမှဖြစ်သွားပြီဒါဆိုဆရာမတို့ကဒီဒစိမ့်သေးဘလားလဲဆိုတော့3.1 3.2 3.3 3.3 3.4 3.5 3.6 3.7 3.8 3.9 3.10 3.11 3.13 3.14 3.15 3.16 3.17 3.18 3.19 3.20 3.21 3.22 3.23 3.24 3.25 3.26 3.27 3.28 3.29 3.30 3.31 3.32 3.33 3.34 3.35 3.36 3.37 3.38 3.39 3.40 3.41 3.42 3.43 3.44 3.45 3.46 3.47 3.48 3.49 3.50 3.51 3.52 3.53 3.54 3.55 3.56 3.57 3.58 3.59 3.60 3.61 3.62 3.63 3.64 3.65 3.66 3.67 3.68 3.69 3.70 3.71 3.72 3.73 3.74 3.75 3.76 3.77 3.78 3.79 3.80 3.81 3.82 3.83 3.84 3.85 3.86 3.87 3.88 3.89 3.90 3.91 3.92 3.93 3.94 3.95 3.96 3.97 3.98 3.99 3.100 3.101 3.102 3.103 3.104 3.105 3.106 3.8သမ3.9မီတာဆိုရသွားပြီဟုတ်ပြီနော်အဲ့ဒါမီတာနဲ့ပြောရင်အဲ့လိုသွားမယ်စင်တီမီတာနဲ့ဆိုရင်တော့10 20 30 40 50 60 70 90 100စင်တီမီတာမီတာနဲ့ပြောမယ်ဆိုရင်3.1 3.2 3.3 3.4 3.5 3.6 3.7 3.8 3.9 တဆွေရလာမယ်ဒါဒီရှေ့ကသင်ကန်းစာမှာဒသမတွေတင်ခဲ့ပြီးပါပြီတဲ့ဒါဆရာမတို့ကတုံညာကနေတစ်ထီကို10ဘိုင်းပိုင်းလိုက်မယ်2ဘိုင်း2ဘိုင်း3ဘိုင်း4ဘိုင်း5ဘိုင်း6ဘိုင်း9ဘိုင်း10ဘိုင်း9ဘိုင်း10ဘိုင်းဒီ10ဘိုင်းကိုအပိုင်းကိန်းနဲ့ပြောမယ်ဆိုရင်ကျတော့ဒီ2ဘိုင်းဆိုတာဒီ10ဘိုင်း2ဘိုင်းကိုပြောတာဟုတ်ပြီနော်ဒသမနဲ့ပြောမယ်ဆိုရင်ဒီ2ဘိုင်းဒီတုံညာဒသမ1ဒီ2ဘိုင်းဒီတုံညာဒသမ2နှစ်ဘိုင်းကျတော့တုံညာဒသမ2 ရပြီနော်ဒီတစ်ပိုင်းက3ရက်တမ1 3ပိုင်းကျတော့3ရက်တမ3အဲ့လိုမျိုးလေးဖြစ်လာမယ်ဒါသိပြီးသွားပြီကဲဒါဆိုရင်ဆရာတို့ဒီကနေဘာသိသွားပြီလဲဆိုတော့1မီတာ100စင်တီမီတာဆိုတာသိတဲ့အစကတည်းကနော်30စင်တီမီတာဆိုရင်3ရက်တမ1မီတာ20စင်တီမီတာဆိုရင်3ရက်တမ2မီတာ30စင်တီမီတာဆိုရင်3ရက်တမ3မီတာ40စင်တီမီတာဆိုရင်3ရက်တမ4မီတာ 50စင်တီမီတာဆိုရင်300တက်မှ5မီတာကဲကျဟုတ်ပြီကျိုးကဒီထိရှိတယ်ဒီထိရဆရာမလို့သိသွားပြီเนาะ300တက်မှ5မီတာရှိတယ်မီတာနဲ့ပြချင်တာ300တက်မှ5မီတာရှိတယ်ဆိုတာသိသွားပြီကဲဒါဆိုလို့ရှိရင်ဆရာမတို့ကဒီအစိပ်ပိုင်းကလေးကိုရောထပ်ပြီးစဉ်းစားဖို့လိုသေးလားမလိုတော့ဘူးလားဆိုတော့ဒါလေးကိုထပ်ပြီးတော့ကြည့်ကြည့်ရပါအောင်မယ်ဟုတ်ပြီเนาะကဲအဲ့ဒါဆိုလို့ရှိရင် ဒီကနေဒီထိအစိပ်ပိုင်းက3.5မီတာရှိတာဒီဘက်ကရောဘလောက်လဲဒီကြားထဲမှာဒီ3.5ဆိုတဲ့နေရာနဲ့3.6ဆိုတဲ့ဒီနေရာကလေးကိုဆရာမတော်ကနည်းနည်းလေးချဲ့လိုက်တယ်။ရဲ့ဒီမှာချဲ့လိုက်ပြီ။3.5ဆိုတဲ့နေရာနဲ့3.6ဆိုတဲ့နေရာလေးကိုချဲ့လိုက်တယ်။ချဲ့လိုက်တော့ဒီအထဲထဲမှာလည်းအစိပ်၁၀စိပ်ရှိတယ်။1 2 3 4 5 6 7 9 10အစိပ်ပိုင်း10ပိုင်းရှိတယ်။ ဟုတ်ပြီနော်ဆိုတော့ဒိစက်တပိုင်းကဘလောက်လဲဆိုတော့10ပိုင်းတပိုင်းပေါ့သူ့ကို10ပုံပုံတပုံ10ပုံပုံတပုံ10ပုံပုံတပုံချက်ပုံလိုက်တယ်ဆိုတော့3ညတသမ5နဲ့3ညတသမ6ဂျားတဲ့ကဒီဒိစက်စီဒီဘလောက်ရှိလဲဆိုတော့3ညတသမ5တက်ဟုတ်ပြီနော်၃ညတသမ၅နဲ့၃ညတသမ၅၃၃ညတသမ၅၄၃ညတသမ၅၅ဒီနည်းနည်းလေးရှိမယ်နော်၃ညတသမ၅၆ ၃ညရတမ၅ခွန်၊၃ညရတမ၅ရှိ၊၃ညရတမ၅ကို၃ညရတမ၆၀၆ညဆိုရင်၃ညဆရာမတို့ထည့်လေးမရှိဘူး၃ညရတမ၆ရပြီနော်အဲ့ဒီနည်းအဖြစ်ဆရာမတို့လူလေးဖြစ်သွားပြီကြည့်ဒါဆိုရင်ကျိုးကဘယ်ထိရှိရလဲဆိုရှစ်စိတ်ထိရှိတယ်ဒီနန်းထိရှိတယ် ဟုတ်လားဒါလေးကဆင်မတို့ချဲ့ပြီးကြီးလိုက်တာပေါ့နော်ချဲ့ကြည့်တော့ကျိုးဒီဒီအလျားလေးဒီဆင်မတို့စီမှာပေါင်းဖို့ကြံနေတယ်ခုနကမီတာနဲ့ပြတာ3.5မီတာအထိဆင်မတို့တည်သွားပြီးပြီ ဟုတ်လားဒီဘက်အစိတ်ပိုင်းကိုကြတော့ဘယ်လောက်မီတာရှိလဲဆိုတော့မသိတော့ဟာကြတော့ဆရာတို့လိုမျိုးလေအစိတ်ကလေးတွေထပ်စိတ်လိုက်တယ်ထပ်စိတ်တော့ဒီမှာ1 2 3 4 5 6 9 10 11 12 13 14ဒီ ठी ရှိဒီ ठी ဒီဘယ်လောက်ရှိတယ်လဲဆိုတော့3ညတသမ5 8ရှိသွားပါပြီเนาะဒါဆိုရင်ဆရာတို့ကဒါဘယ်လောက်မီတာလဲဆိုတော့3ညတသမ5 8မီတာဟုတ်ပြီနော်3ညတသမ5 8 ဆိုတော့ဆရာမတို့ရဲ့ဒီကျိုးဒီ3ညတသက်မှာ58မီတာရှိတယ်။မပေါ့ပြီနော်။ကျိုးကဘယ်လောက်ရှိရလဲဆိုခုနကဒီနန်းထီးက3ညတသက်မှာ5ရှိတာ။ဒီဘက်မှာကျတော့10ကွက်ထပ်ပေါင်းလိုက်တဲ့အခါမှာ3ညတသက်မှာ58ရှိ။ဒီဒစိတ်ဒီဆရာမတို့က3ညတသက်မှာ5ကနေစလိုက်လို့3ညတသက်မှာ5တက်ဖြစ်လာတာ။ဒီဒစိတ်ကိုပဲစိတ်တဲ့အခါမှာဒီဘယ်လိုရှိလဲဆိုတော့3ညတသက်မှာ3ညတက်ရှိတယ်။ နော်ပါပြီနော်3ညရတမ3ည1 3ညရတမ3ည2 3ညရတမ3ည3 3ညရတမ3ည4 3ညရတမ3ည5 3ညရတမ3ည6 3ညရတမ3ည9 3ညရတမ3ည10 နော်3ညဒသမ3ည6နဲ့3ညဒသမ1ဆိုပြီးတော့လာတဲ့အခါမှာ तू က6ကိုဖြစ်သွားတယ်ဒါဒစိတ်ကဒီလိုလားဟုတ်ပြီနော်ခဲဒါဆိုရင်ကလေးတို့ရှင်းသွားပြီထင်ပါတယ်ဒီနေ့ဒီကြားဒီ3ညဒသမ3ည8ရှိတယ်8စိတ်အဲ့ဒီကရှေ့မှာရထားတဲ့ဆံမတော့3ညဒသမ5မီတာရေခုရထားတဲ့3ညဒသမ3ည8မီတာရေပေါင်းလိုက်တော့3ညဒသမ5 8မီတာဆိုပြီးတော့ရသွားတယ်ဘာပါပြီနော်ဒါဒါဒီလောက်ဆိုရင်တော့ကလေးတို့နားလဲပြီလို့ဆရာမယူဆပါတယ်ကဲဒါဆိုတော့ ကဲဒါဆိုရင်ဆီယမ်မအခုပြောတဲ့ဟာလေးတွေဖြည့်ဖြည့်ကြည့်အောင်လိုအပ်စင်တီမီတာနဲ့ပြထားတဲ့ကျိုးတစ်ချောင်းဒီဒီမှာဒီလောက်ရှိတယ်ဆိုတော့ဒီအာဒီရနေပြီးတော့တရာထိရှိတဲ့ဒီတရာစင်တီမီတာထိရှိတဲ့ပေတန်းတစ်ချောင်းပဲထားပါစို့သူ့ကိုဆီယမ်မက10ပိုင်းပိုင်းလိုက်တယ်ဆိုရင်ဒါဒီ10ပိုင်းတစ်ပိုင်း10ပိုင်းတစ်ပိုင်းဆိုတာ3.1တသမ1ဆိုတော့ဒီမှာဘယ်လောက်မီတာရှိလဲ3.1တသမ1မီတာရှိဒါ3.1တသမ2 3.1တသမ3 3.1တသမ4ဒါက 3ညတသမ5ရှိတယ်ဒါက3ညတသမ6ရှိတယ်ဆိုတော့ဆရာမတော်ကဒီထိက3ညတသမ5ဆိုတာသိသွားရင်ဒီအစိတ်ပိုင်းကလေးမှာဘယ်လောက်ရှိတယ်လဲဆိုတာသိခြင်းတော့ဒီမှာချဲ့ပြီးတော့မှပုံလေးတစ်ပုံထပ်ဆွဲထားတယ်ဟုတ်ပြီနော်ဆိုတော့3ညတသမ5နဲ့3ညတသမ6ကြားတဲ့ကဒီဒစိတ်တီ3ညတသမ3ည1ရှိတာတနည်းအားဖြင့်ဆရာမတို့စိတ်ရည်သွားမယ်ဆိုရင်ကြတော့3ညတသမ5တက်လို့ခေါ်တယ် ဟုတ်ပြီနော်ဒီဒစိတ်ကိုပဲပြောပါဆိုရင်ကြတော့3ညတသမ3ညချက်ဆမ်မရောဒီမှာ3ညသမ5ရောက်နေပြီဆိုတော့ဒီဘက်ကိုကြတော့3ညသမ5 1 5 2 5 4 5 5 5 6 9ခွန်9ရှစ်9ကို60ဆိုပြီးဒီလိုလာမယ်။ဟုတ်ပြီနော်။ဒဇိတ်ဒဇိတ်စီဒီဒီဘယ်လောက်လဲဆိုတော့3.3 3.1 3.3 3.2 3.3 3.3 3.4 3.5 3.6 3.7 3.8 3.9 3.10 3.11 3.12 3.13 3.14 3.15 3.16 3.17 3.18 3.19 3.20 3.21 3.22 3.23 3.24 3.25 3.26 3.27 3.28 3.29 3.30 3.31 3.32 3.33 3.34 3.35 3.36 3.37 3.38 3.39 3.40 3.41 3.42 3.43 3.44 3.45 3.46 3.47 3.48 3.49 3.50 3.51 3.52 3.53 3.54 3.55 3.56 3.57 3.58 3.59 3.60 3.61 3.62 3.63 3.64 3.65 3.66 3.67 3.68 3.69 3.70 3.71 3.72 3.73 3.74 3.75 3.76 3.77 3.78 3.79 3.80 3.81 3.82 3.83 3.84 3.85 3.86 3.87 3.88 3.89 3.90 3.91 3.92 3.93 ၃ညသက်သက်မ9 1ဒီမှာနည်းနည်းလေးပြန်ကြည့်လိုက်မယ်၃ညသက်သက်မ9 1 9 2 9 3 9 4 9 5 9 6 9 9 8ဆိုပြီးတော့၃ညသက်သက်မ9 8ဆိုပြီးဒီဂျိုးရဲ့အလျားကိုမိတာနဲ့ဒီလိုရသွားတယ်ရပြီနော်ဒီမှာဒီတိရမှာဒီဒီဒစိတ်ဒီဘယ်လောက်ရှိလဲဆိုတော့၃ညသက်သက်မ၃ည1မိတာရှိတယ် 3.32မီတာရှိမယ်ဒီဒစိတ်တိုင်းဒစိတ်တိုင်းက3.32ဒီလိုတွားလိုက်တဲ့ခါမှာဒီကြီးဒီ3.38ဖြစ်တယ်ရှေ့ကဘယ်လောက်ထိရှိရလဲဆို3.5ရှိတယ်ဒီပေါင်းလိုက်တဲ့ခါကျတော့3.38ရှိတယ်ဒါဆိုရင် အာဒီမှာသူကဘာပြောထားလဲဆိုတော့ဆရာမတို့ဒီမှာနည်းနည်းလေးလိုသွားတယ်နော်30စင်တီမီတာ50စင်တီမီတာနဲ့60စင်တီမီတာတို့ဒီမီတာဖြစ်မိများရှိတယ်နိတသမကိန်းများကိုအချက်ပါကွက်လက်ကျင်ဖြည့်ပါဆိုဆရာမတို့ဖြည့်ပြီးသွားပြီအဲ့တော့ဆာအားဖြည့်ရေးမယ်ဆိုရင်တော့30စင်တီမီတာညီများချင်းဘယ်လောက်ရှိလဲ3ညတသမ1မီတာ3ညတသမ1မီတာ50စင်တီမီတာညီများချင်း3ညတသမ5မီတာ 60စင်တီမီတာညီမျှချင်း3.6မီတာဆိုလိုဒီလိုလေးရေးလိုက်ရုံပဲ။ရပြီနော်။ကဲနောက်တစ်ခုခဝေးမှာပါပြောလဲဆိုတော့ပုံတွင်3.5မီတာနဲ့3.6မီတာကြားကိုညီမျှပိုင်းမီမျှပိုင်းထားသည်နီးတဲ့။အဲ့တော့အပိုင်းလေးတွေရေးကြည့်အောင်။အပိုင်းလေးတွေ2ပိုင်း၊3ပိုင်း၊4ပိုင်း၊5ပိုင်း၊6ပိုင်း၊9ပိုင်း၊10ပိုင်း၊9ပိုင်း၊10ပိုင်းဆိုတော့ညီမျှပိုင်းပုံတွင် နော်ပုံနဲ့မရေးချင်တဲ့ကိစ္စမရှိဘူး၃၅မီတာနဲ့၃၅6မီတာကြားကိုညီမြပိုင်း10ပိုင်းပိုင်းထားပါသည်ရပြီနော်ဘယ်နှပိုင်းပိုင်းထားလဲ10ပိုင်းပိုင်းထားပါသည်ကဲဒါဆိုရင်၃၅1ဒီ၃၅1မီတာရဲ့10ပိုင်းတစ်ပိုင်း3.1မီတာကို10ပိုင်းတစ်ပိုင်းလှုပ်လိုက်လို့ရှိရင်ဒါဒီဒီနဲ့ဒီကြားဘယ်လောက်ရှိလဲဆိုတော့3.1ရှိတာ ဟုတ်တယ်နော်။သုံးရသမ5နဲ့သုံးရသမ6ဈာတဲ့ကတစ်ပိုင်းနေသုံးရသမ1ရှိတယ်။အဲ့ဒီသုံးရသမ1ကိုဆရာမတော်က10ပိုင်းထပ်ပိုင်းလိုက်တော့10ပိုင်းတစ်ပိုင်းဒီသုံးရသမ3ရ1ရှိတယ်။သဘောပေါက်ပြီနော်။ဒါဆိုဒါလေးကဘာလဲဆိုတော့သုံးရသမ1မီတာဤသုံးရသမ1မီတာဤ10ပိုင်းတစ်ပိုင်းဒီဆိုဒီအစိပ်ပိုင်းကလေး10ပိုင်းတစ်ပိုင်းရဲ့အလျားဒီသုံးရသမ3ရ1မီတာ3ရသမ3ရ1မီတာဆိုပြီးအဲ့လိုလေးရေးပါတယ်။ရပြီနော်။ ခွက်လက်ဖြည့်ကြည့်အောင်300ရသမ300မီတာအစိတ်၈စိတ်ဆိုတော့ကလေးတို့အနေနဲ့လူလူနားမလဲလို့ရှိရင်ပုံဝင်ပြန်ကြည့်လိုက်300ရသမ300မီတာဆိုတာဒီအစိတ်ပိုင်းကလေးကိုပြောတာအဲ့လိုအစိတ်ပိုင်းကလေးအစိတ်၈စိတ်ဆိုတော့ဒီထိရောက်တဲ့အချိန်မှာဘယ်နှစိတ်ရှိသွားရည်လဲ300ရသမ300 300 3 300 3 300 5 300 6 300ခု308ဆိုတော့300ရသမ308ရှိသွားပြီဒါပြောတာဟုတ်ပြီနော်ကျွန်တော်ခုနကလည်းလုပ်ပြီးသွားပါပြီ ဆိုတော့ဒီမှာ3ညသမ38မီတာဆိုရတယ်3ညသမ1မီတာအစိမ့်90ဒါကကြတော့ဘာကိုပြောလဲဆိုတော့ရှေ့ကကျွန်တော်တို့ကျိုးကိုပဲတိုင်းနေတာเนาะ၃ညတသမ၃ည1မီတာဒီနေ့ဒီကြားစီ၃ညတသမ၃ည1မီတာဒီထိရောက်လာတော့၅စိတ်မလားဒစိတ်၂စိတ်၃စိတ်၄စိတ်၅စိတ်၃ညတသမ၃ည1 5ခုဒီဘယ်နှစိတ်ရဘာရလဲ၃ညတသမ၃ည sorry ၃ညတသမ5မီတာဆိုရရ ဆိုဆရာမတို့ဒီနှစ်ခုကိုပေါင်းလိုက်တာပဲဒါကျိုးရဲ့အလျားတွေဘယ်လောက်ရှိလဲဆိုတော့3.58မီတာရှိတယ်။ဟုတ်ပြီနော်3.58မီတာဆိုတော့ဖက်ရမရပြီ။ဂါဂျီနောက်တစ်ခုကျိုးတချောင်းရဲ့အလျားကို အောက်တွင် ပြထားသည်အလျားကိုမီတာဖြင့်ဖော်ပြပါဆိုတော့ဒီမှာကျိုးတစ်ချောင်းရှိတယ်ဒီနဲ့ဒီချာကျိုးတစ်ချောင်းအဲ့ဒီကျိုးဒီဒီမှာ1မီတာ 2မီတာထိရသွားပြီဆရာမ2မီတာရသွားပြီပြီးတော့မှဒီထိက2.1 2.2 2.3 2.4 2.5ဆိုတော့ဒီထိကလည်းရသွားပြီ2.1ဆရာမတို့ဒီအစိပ်ပိုင်းသေးသေးလေးရလို့သေးတယ်2.1နဲ့2.2ကြားတဲ့ကအစိပ်ပိုင်းကလေးကအဲ့ဒါဘယ်လောက်မီတာရှိသလဲဆိုတော့ဆရာမတို့မသိဘူးမသိတဲ့အခါကျတော့ဒီက2.1နဲ့2.2ကိုဆရာမတို့ချက်လိုက်တော့မယ် ။ဟုတ်ပြီနော်။ချဲလိုက်တော့နေ့တက်မှ10နဲ့နေ့တက်မှ2ကြားထဲမှာ10စိတ်10ပိုင်းပိုင်းလိုက်မယ်။1 2 3 4 5 6 7 8 9 10အပိုင်း10ပိုင်းပိုင်းလိုက်တော့တစ်ပိုင်းသည်30ပိုင်းတစ်ပိုင်းလို့ခေါ်တယ်။ဟုတ်ပြီနော်။ဆိုတော့နေ့တက်မှ10ရဲ့30ပိုင်းတစ်ပိုင်း။ဆိုတော့ဒီနဲ့ဒီကြားဒီဒီနဲ့ဒီကြားဒီနေ့တက်မှ10နဲ့နေ့တက်မှ2ကြားဒီဘလောက်ရှိလဲအကွာအဝေးဆိုတော့3ကြားတက်မှ1မီတာရှိတယ်။ ဟုတ်တယ်မလားနေတသမာ1ကို3ညတသမာ1ပေါင်းလိုက်လို့ရှိရင်နေတသမာ2ရတယ်။အဲ့ဒီကစိတ်အပိုင်းကလေးရဲ့ဒပိုင်းဒီ3ညတသမာ3ည1ရှိတယ်။ရှေ့မှာသိခဲ့ပြီးသား။ဒါဆိုဒါက3ညတသမာ3ည2ဒါဒီ3ညတသမာ3ည3ဒါက3ညတသမာ3ည4 3ညတသမာ3ည5 3ညတသမာ3ည6 3ညတသမာ3ည9 3ညတသမာ3ည8 ်3ညတမ3ည9ဆိုတော့ဒီဟာကနေ့တမ1ဆိုရင်ဒါဒီနေ့တမ1 1နေ့တမ1 1ဒါကနေ့တမ1နေ့ဒါကကြတော့နေ့တမ1 3ဒါကကြတော့နေ့တမ1 4ဒါကကြတော့နေ့တမ1 5သူကနေ့တမ1ချနေတမ1ခွန်ဆက်သွားလိုက်မယ်နေတမ18နေတမ နှစ်တသမနှစ်ဆိုပြီးအရဟုတ်ပြီနော်ခင်ဗျာဆိုရင်ဒီနေ့ဒီကြားကဘယ်လောက်ရှိရလဲဆိုတော့3တသမ1 4စိတ်ရှိတာဆိုတော့ဒီနေ့ဒီကြားက3တသမ4ရှိတာအားလုံးပေါင်းလိုက်တော့ဒီ ठी ရောက်လာတဲ့အချိန်မှာဘယ်လောက်ရှိလဲနှစ်တသမ1 4ရှိတယ်ဘာပေါ့ပြီနော်နှစ်တသမ1 4မီတာရှိခင်ဗျာဆိုဒီကျိုးကိုပြန်ကြည့်လိုက်1မီတာ2မီတာ2.1မီတာဒီဘက်မှာ၄စိတ်ရှိတယ်ဒီ၄စိတ် ဒီနန်းလေးတတိလေးဒီဒါလေးစိတ်ကိုခေါ်တာဒီလေးစိတ်ဒီဘလောက်လဲဆိုတော့3.34အခုံပေါင်းလိုက်တော့နေတသမ1နေတသမ14ဆိုပြီးရသွားပြီဒါဆိုကြည့်ကျိုးရဲ့အလဲအားဘလောက်ရှိလဲဆိုတော့နေတသမ14မီတာဆိုရဲ့ရှိတယ်ရပြီနော်ရဲ့ဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုကြည့်ကြည့်အောင်တနေ့3လေးနဲ့ညွန်ပြထားတဲ့ဒီအလျားအတီတီကိုမီတာနဲ့ပြပါတယ်ဆိုတော့ဆရာမတို့အရင်ဦးဆုံးဘယ်လိုကြည့်မလဲဆိုသူပေးထားတဲ့ဟာလေးကိုအရင်ကြည့်လိုက်တနေ့တက်မှာ နေတသမ9ပြီးတော့နှစ်လာတယ်။နေတသမ1နေတသမ2ဟုတ်ပြီ။ကဲဒါဆိုရင်ရှေ့ကိုကြည့်လိုက်။ရှေ့မှာပါရှိနိုင်လဲဆို10စိတ်ဆီမှာလုံးလိုက်မယ်။1 2 3 4 5 6 9နည်းလေးဆက်လိုက်မယ်၈ကိုဒီမှာဒီနေရာဒီတိတ္တတမ၈ရှိမှာပေါ့ဆရာမတို့စဉ်းစားလိုက်တာဟုတ်ရလားတိတ္တတမ၈တိတ္တတမ၉နှစ်နှစ်တ္တတမ၁နှစ်တ္တတမ၂ဟုတ်ရလားကြည့်ဒါဆိုလို့ရှိရင်ဒီကတိတ္တတမ၈ဆိုရင်တိတ္တတမ၈၁ ုတ်လားဒါ3ရက်တက်မ3ရက်တက်အခွက်တွေဆိုတော့7နှစ်တက်တက်မ8တက်တက်မ8နှစ်တက်တက်မ8 3တက်တက်မ8 4တက်တက်မ8 5တက်တက်မ8 6တက်တက်မ8ခုံဆိုရရပြောပါတော့เนาะဆိုတော့ဒီနေရာများလေးထားထားတဲ့နေရာဒီဘယ်လောက်လဲဆိုတော့တိတ္တတမ8ခုံနံပါတ်1ကတိတ္တတမ8ခုံမီတာအဲ့တော့စာအဖြစ်ကိုကရေးရအောင်မယ်ဆိုလို့ရှိရင်တော့နံပါတ်1များလေးထိုးပြီးတော့မှတိတ္တတမ8ခုံ မီတာဆိုရရေးလိုက်လို့ရပြီဟုတ်ပြီနော်ကဲရပြီဒီနေရာရပြီဆိုရင်တော့တိတိတမ9ဧတ္တမ9နဲ့နှစ်ကြားတဲ့က10စိတ်10စိတ်စီဒီ3ညတ္တမ3ညတ္တရှိတယ်။ဒါဆိုသူကဗာလေတိတ္တမ9တိတ္တမ9နှစ်တိတ္တမ9 3ဒါဆိုဒီနေရာလေးကတိတ္တမ9 3မီတာ။ ရပြီနော်ကဲဒါဆိုဆက်ကြည့်တော့မယ်နှစ်နှစ်ဆိုတော့ဒီနှစ်ပြီးတော့ဒီဘက်ဒီပါလာမှာလဲဒါကနှစ်တသမတင့်နော်ဒါနှစ်တသမတင့်မဟုတ်ဘူးနော်ဒီနေရာနှစ်တသမတက်ကဒီမှာလာတာဆိုတော့နှစ်ပြီးလို့ရှိရင်ဒါဘလောက်လာမလဲဒါဒီ၃ညတသမ၃ညတက်မလားဒီတစိ့ကဒါဆိုကိုကမသိလို့ရှိရင်နှစ်နဲ့၃ညတသမ၃ညတက်နဲ့ပေါင်းလိုက်တော့ဘလောက်ရလဲနှစ်တသမ၃ညတက် ။ဒါမပေါက်သလား။ဒါဒီဒီနေရာဒီဘယ်နေရာလဲဆိုတော့1.3 3 3.2,3.3,3.4,3.6,3.9,3.8,3.9,10ဆိုပြီးတော့2.10ဆိုတာက2.1နဲ့အတူတူပဲဒါဆိုဒီနေရာဒီ2.1ရပြီနော်ကက်ဆက်ကြည့်သွားမယ်2.1ရဲ့ဒီဒစိတ်ဒီ3.3,3.1ဆိုတော့ပေါင်းလိုက်တော့ဘလောက်ရလဲ2.11 ဒါဒီနေ့တဲ့သမ11နေ့တဲ့သမ12နေ့တဲ့သမ13နေ့တဲ့သမ14နေ့တဲ့သမ15နေ့တဲ့သမ16နေ့တဲ့သမ18နေ့တဲ့သမ18လာဆိုတာပါလေနေ့တဲ့သမ18ဆက်ရည်ရင်နော်နေ့တဲ့သမ19ကို20 20ဆိုတော့နေ့တဲ့သမ20ဆိုတာနေ့တဲ့သမ2ပေါ့ဒါဆက်သွားလို့ရှိရင်နော်နေ့တဲ့သမ21နေ့တဲ့သမ2နဲ့ဆိုဆက်သွားလိုက်မယ်ဟိုဘက်မှာဒီမှာပါလာမှာလေဆိုတော့နေ့တဲ့သမ3လာမယ် ရပြီနော်အဲဒါဆိုရင်ဒီမှာရှိတဲ့နံပါတ်1ကတိတိသမ8ခုနှစ်မီတာဒီမှာမီတာပေးထားတယ်2ကကြတော့တိတိသမ93မီတာ3ကကြတော့3ညတိသမ3ည1အော် sorry 2တိသမ3ည1မီတာအာလေးရကြတော့နေတသမ18မီတာဆိုပြီးပြထားတယ်ရပြီနော်ကဲဒီလောက်ဆိုတော့ရှင်းသွားပြီထင်ပါတယ်ကလေးတို့ဟိုးရှိကအခန်း6ကိုရထားလို့ရှိရင်ဒီအခန်းကတိတ်ပြီးတော့မခက်ခဲတော့ပါဟုတ်လားကဲကြည့်ကြည့်အောင် 1ရဲ့3.1နဲ့3.3ရဲ့ဈားတဲ့ကဆက်ဆက်ချက်ကိုလေ့လာမယ်။ကိုလက်ဖြေပါတဲ့ဒါဒီတစ်ခုအကုန်လုံးက1ပဲ။တစ်ကိုဆရာမတို့ကအပိုင်းကလေး10ပိုင်းပိုင်းလိုက်တယ်။အပိုင်း10ပိုင်းပိုင်းလိုက်တော့ဒါဒီ10ပိုင်းတစ်ပိုင်းဟုတ်လား။သူက10ပိုင်းတစ်ပိုင်း10ပိုင်းတစ်ပိုင်းဆိုတော့ဒီဒစိမ့်ဒီဘယ်လောက်ရှိလဲဆိုတော့3.1ရှိ။အဲ့ဒါကိုမှဒီ10ပိုင်းတစ်ပိုင်းပိုင်းထားတဲ့ဟာကိုမှနောက်ထပ်10ပိုင်းတစ်ပိုင်းထပ်ပိုင်းမယ်။နောက်ထပ်10ပိုင်းတစ်ပိုင်းထပ်ပိုင်းမယ်။ နောက်ထပ်10ဘိုင်းထပ်ပိုင်းလိုက်တယ်10ဘိုင်းထပ်ပိုင်းထားတာကိုမှဒါလေးဒါလေးဒီသူ့ရဲ့10ဘိုင်းတစ်ဘိုင်းသူ့ရဲ့10ဘိုင်းတစ်ဘိုင်းเนาะသူ့ရဲ့10ဘိုင်းတစ်ဘိုင်းကဒီမှာတရဲ့10ဘိုင်းတစ်ဘိုင်းဒီမှာရှိတယ်3.3 3.3ကိုမှနောက်ထပ်10ဘိုင်းတစ်ဘိုင်းထပ်ပိုင်းလိုက်တယ်။ဒါဒီပါလဲဆိုတော့3.3 3.1ဟုတ်ပြီနော်3.3 3.1 ကဲဒါဆိုလို့ရှိရင်ဆရာမတို့ဒီယာကိုဆက်ဆက်ကြည့်လိုက်မယ်။၃ညတသမ၃ညတက်ကဒီယာတစ်ပိုင်းကလေး။ဒါကကြတော့၃ညတသမ၁ဒါ၁၀ပိုင်းတစ်ပိုင်းဆရာမတို့ကဘယ်လိုဆက်ဆက်ကြည့်မလဲဆိုတော့ဒီကနေဒီကို30ပိုင်းတစ်ပိုင်းဒီကနေဒီကိုကြတော့ဘောဘယ်နှပုံပုံပြီးတော့ဘယ်နှပုံဖြစ်သွားပြီလဲဒီကနေဒီကိုစဉ်းစားကြည့်မယ်နော်ဒီကနေဒီအခွက်ကိုဒီတခွက်ကိုဆင်မတော့တရာပုံပုံလိုက်တာတရာပုံပုံမှာဒါဒီတစ်ပိုင်းကလေးပဲရှိတယ်တရာပိုင်းတစ်ပိုင်း ဟုတ်လားဒီရနေဒီကိုတစ်ကနေဒီဘက်ကိုလာတာဒီတိရဲ့တရားပိုင်းတစ်ပိုင်းတိရဲ့တရားပိုင်းတစ်ပိုင်းဒီ3ညတသက်မှာ3ည1တိရဲ့တရားပိုင်းတစ်ပိုင်းက3ညတသက်မှာ3ည1ဒီရနေဒီကိုအကြတော့တစ်ကို10ပိုင်းတစ်ပိုင်းပိုင်းလိုက်တယ်10ပိုင်းတစ်ပိုင်းက3ညတသက်မှာ1တစ်ကိုတရားပိုင်းတစ်ပိုင်းပိုင်းလိုက်တယ်3ညတသက်မှာ3ည1ရပြီနော်ကဲဒါဆိုဒီကနေဒီကိုလာမယ်ဒီကနေဒီကိုလာတာကျတော့သူ့ရဲ့ဘယ်နဲ့ဆလာပြီလဲ ၃ညတစ်သက်မှ၃ညတစ်ရက်၁၀ဆဒီဘက်မှာ၁၀ဆရှိတယ်ဆိုတော့ဒါက၁၀ဆဒီကနေဒီကိုလာတာက၁၀ဆဒီကနေဒီကိုလာတာက၁၀ဆကဲဒီကနေဒီကိုလာမယ်ဆိုလို့ရှိရင်ကြတော့အစတရားရှိတယ်အစတရားရှိတယ်တရားဆဆိုတော့၃ညတစ်သက်မှ၃ညတစ်ရက်တရားဆဆိုရင်တရားမယ် များလာမယ်နော်အစအစဆိုတာမြောက်တာလေဆိုတော့3ညတသမ3ည1ရတရာစလို့ပြောလို့ရှိရင်1ရမယ်3ညတသမ1ရ10စလို့ပြောလို့ရှိရင်1ရမယ်3ညတသမ3ည1ရ10စဆိုရင်3ညတသမ1ရမပါဘူးလားခင်ဗျာဆိုရင်ကျွန်တော်နည်းနည်းလေးပြန်ကြည့်ကြအောင်3ညတသမ1နဲ့3ညတသမ3ည1တို့ဒီတိဣညီမြပိုင်းညီမြစီရှိတဲ့နိ3ညတသမ1နဲ့1တို့ဒီ3ညတသမ3ည1ဣအစညီမြစီရှိတဲ့နိကွက်လက်ဖြည့်ပါတဲ့ဆိုတော့ကျွန်တော်ကြည့်ကြအောင် တစ်တစ်ကနေပြီးတော့ဒီိုလာတယ်တစ်ကနေ၃ညရသမတစ်ဖြစ်လာတယ်၃ညရသမတစ်ကဒီတစ်ကနေပြီးတော့၃ညသမ၃ညတစ်ဖြစ်လာတယ်ဟုတ်ပြီနော်အဲလေးပြန်ကြည့်မယ်ဆိုတော့ဒီမှာ၃ညရသမတစ်ဒါလေးကိုအရင်သွားမယ်၃ညရသမတစ်ကနေ၃ညရသမတစ်ဖြစ်လာတာဒီဘနဆများလာတာလဲဆိုတော့၁၀ဆဖြစ်လာတာ၁၀ဆဆိုတာ၁၀နဲ့မြောက်လိုက်တဲ့သဘော ။ဟုတ်ပြီနော်။ဒါဆိုရင်၃ကြာသမတ်1ကနေဒီကိုတစ်ဖြစ်လာတယ်ဆိုတော့ဆရာမခုနကပြောပြီးပြီဘဏ္ဍဆလဲဆိုတော့တရားဆတရားဆဟုတ်ပြီနော်။ကဲတစ်ကနေပြီးတော့၃ကြာသမတ်1ဖြစ်လာတာကကြတော့ကိုတစ်ကနေ၃ကြာသမတ်1ဖြစ်လာတာကြတော့1ကို10ပိုင်းပိုင်း10ပိုင်းနေမှာတစ်ပိုင်းဆိုတော့10ပိုင်းတစ်ပိုင်းဟုတ်ပြီနော်။တစ်ကနေ၃ကြာသမတ်၃ကြာ1ဖြစ်လာတာကကြတော့1ကိုအပိုင်း100ပိုင်းလိုက်ပြီးတော့မှ100ပိုင်းတစ်ပိုင်း ညာပြီနော်အဲ့တော့တိရဲ့10ဘိုင်းတစ်ဘိုင်းဆိုရင်3ညာ3မ3ညာ7တိရဲ့100ဘိုင်းတစ်ဘိုင်းဆိုရင်3ညာ sorry တိရဲ့10ဘိုင်းတစ်ဘိုင်းက3ညာနဲ့3မ7တိရဲ့100ဘိုင်းတစ်ဘိုင်းက3ညာနဲ့3မ3ညာ7တုံညာရတမတုံညာတရဲ့10စားကတုံညာရတမ7တုံညာရတမတုံညာတရဲ့100စားက7ဖြစ်သွားပြီ။ညာပြီနော်။ကဲနားလည်ပြီဆိုရင်ဆင်မလို့ဒီမှာကြည့်ကြည့်မယ်။အောက်ပါမိကောမြောက်ဖြေပါ။တုံညာရတမ7ဤ 30ဘိုင်းတစ်ဘိုင်းနဲ့3ညတသမ1ဤ10ဆတို့ဒီမိသည့်ဂိမ်းများဖြစ်တဲ့နိဆိုတော့ဆံဘရောအကြံရေးကြည့်လိုက်အောင်3ညတသမ1ဤ10ဘိုင်းတစ်ဘိုင်း3ညတသမ1ကို30ဘုံပုံပြီးတော့တစ်ဘုံ3ညတသမ1ကိုမှဆံဘရောက10ဘုံထပ်ပုံမယ်အဲ့ဒီ10ဘုံကိုမှတစ်ဘုံဆိုတော့ဘယ်လောက်ရရလဲ3ညတသမ3ည1ညပြီနော်နောက်တစ်ခုက3ညတသမ1ဤ10ဆော် sorry ်30ဇာတိဘလောက်ရှိလဲ3ရသမ1ရက်30ဇာပုံဝင်ကြည့်လို့ရတယ်3ရသမ1ရက်30ဇာဆိုရင်ဘာရလဲ1ရတယ်ဒီလိုမျိုးလေးရေးလိုက်ရုံပဲရပြီနော်နောက်ခွေဒါကကြီးခွေရကြတော့3ရသမ3ရ2ဤ30ဇာ3ရသမ3ရ2ဤ30ဇာ တုံညာရတ္တမတုံညာနှိတ်ကိုမှ၁၀စားလုံးမယ်ဆိုရင်ဘယ်လောက်ရလဲတုံညာရတ္တမနှိတ်ရမှာပေါ့ရပြီနော်နောက်တစ်ခုကတုံညာရတ္တမတုံညာနှိတ်ဤတရာစတရာစဆိုပါရလေနှစ်ဖြစ်မှာပေါ့ရပြီလားနောက်တစ်ခုတုံညာရတ္တမတုံညာတိဤ30စား ကဲအဲ့တော့ဆရာမတို့ဒီမှာဘလို့သိရမလဲဆိုရင်3ညတသမ3ည1ရဲ့10ဇဖြစ်လာပြီဆိုရင်ကျွန်တော်တို့3ညတသမ1ဖြစ်တာ10ဇဆိုရင်3ညတသမ1 30ဇဆိုလို့ရှိရင်3ဆိုမှဖြစ်လာမယ်3ညတသမ3ရပြီနော်နောက်တစ်ခုက3ညတသမ3ည1ဤ300ဇ 300ဇဆိုတော့3.3ရက်100ဇဆိုရင်1ဖြစ်တာ300ဇဆိုရင်ဘယ်လောက်ဖြစ်မှာလဲ3ဖြစ်မှာပေါ့ရပြီเนาะခဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ဒီနေ့သွားတဲ့သင်ခန်းစာ ီတရာ၁၀ခွန်ကနံပါတ်2ထိပေါ့နော်ဆရာမတို့သွားတင်ငန်းစာကလေးလို့ရသွားပြီလို့ဆရာမချိန်ပါတယ်ဟိုဘက်ကတရာ၁၈ကတင်ငန်းစာဒီဆယ်လီစိတ်ရာလီစိတ်တွေကိုဆရာမတို့နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်ရှင် like လုပ်ပေးပါ comment subscribe လုပ်ပေးပါရှင်ကျေးဇူးတင်ပါတယ်